တော်ရရှင်များအလုံးမဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာကြီးတကုံရွှေမြားရဲ့ကို့အတက်နဲ့ကို့ဆူးဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါလေတောင်ကွန်မြို့ဆက်ရှင်ရုံဟောင်းကြီးနဲ့မနီးမဝဲရှိ ။စပယ်ခြံကြီးများဝိုင်းရံလျက်ရှိသောခြံကြီးတစ်ချံရှိရာခြံကြီး၏အလယ်၌ကတားနာတက်ရသောတိုက်ခံအိမ်တစ်လုံးရှိ၏။ထိုခြံနှင့်အိမ်မှာဝင်းနောက်ကတော်မမစိန်ဆိုသူပိုင်၍မမစိန်မှာဝင်းနောက်ကြီးသေဆုံးပြီးနောက်နောက်ထပ်အိမ်တော်မပြူဘဲတားဖြစ်သူမောင်ကျော်မင်းမောင်လှစိန်နှင့်တူအေးချမ်းစွာ နေထိုင်ခဲ့လေသည်။မောင်ကျော်မင်းမှာအသက်24နှစ်ခန့်ရှိ၍အင်္ဂလိပ်ပညာကို BSc အထက်တန်းထိသင်ကြားခဲ့ဘူးလေသည်။ ရုပ်ရည်အဖြစ်လဲကြန့်ခိုင်ထဲဝါသောကိုလုံးကိုပေါက်ဖြင့်တင့်တယ်သူတယောက်ဖြစ်ပြီးလျင်ခန့်ညာတည်ကြည်သောမျက်နာရှိလျက်စကားပြောသောအခါများ၌လည်းအေးချမ်းစွာပြောတတ်၏၎င်းမှာဝင်းတော်ကြီး၏ပထမမယားမှပါသောတာကြီးဖြစ်လေသည် မောင်လစိမ်းမှာဝင်းတော်ကြီးနှင့်နှမဆုံမွေးဖြစ်၍အသက်မှာ20မျှသာရှိသေး၏ပညာဘက်တွင်များစွာဝါသနာမပါလှပဲဆယ်တန်းကိုနှစ်ကြိမ်တိုင်တိုင်ဆက်လက်၍ကြာရှုံးပြီးနောက်เจ้ามาถั่วแค่เลยดี ရုပ်ရည်အဖျင်ကားချောမောသူတယောက်ဖြစ်ပြီးလျှင် အလိုလိုက်ခဲ့သောသားတယောက်ဖြစ်သည့်အတိုင်းအင်ကိုနှွေဆူးဆူး၍နေသူတယောက်ဖြစ်၏ဝင်းနောက်ကြီးသေဆုံးပြီးနောက်ဝင်းနောက်ကတော်ကြီးမှခြံနှင့်အိမ်ပြင်ပစ္စည်းဥစ္စာဟု၍ပြောပလောက်အောင်မကြံရစ်ခဲ့ရကဂျပန်အုပ်စိုးသောခေတ်တွင် အနေထိုင်အစားတောင်များသည်တနေ့တခြားကြက်တဲ၍လာခဲ့သည့်အတိုင်းဝင်းနောက်ကတော်ကြီးသည်အိမ်နှင့်ခြံကိုနှစ်သောင်းနှင့်တထေးဥမြဘူးဆိုသူထံပေါန့်နှံပြီးလျင်ဂျပန်စစ်တပ်သို့အမဲဟင်းရားနှင့် ဟင်းဒီဟင်းရများပေးသွင်းသောကန်ထရိုက်အလုပ်ကိုပင်လုပ်ခဲ့ရရှာ၏မမစိမ်းမာထိုအခါက45နှစ်မြသာရှိသေးရာငကိုကလည်းပူပူပြက်ပြက်ဖြူဖြူဝဝနှင့်လုံကြီးပေါက်လှတယောက်ဖြစ်ရကဂျပန်စစ်ဗိုလ်များမှအလုထက်လူကိုပို၍အရေးပေးလျက်ရှိကုန်ရာအဝဲတော်မစိမ်းဟူသောနမည်မှာဂျပန်ရက်ကွက်များနှင့်ပင်အတော်ပေါက်လျက်တောင်ငူမြို့ပေါ်တွင်မမစိမ်းနှင့်မတီသောစစ်ဗိုလ်ဟူ၍မရှိသလောက်ရှိခဲ့၏ ထိုစစ်ဘိုလ်များတဲ့တွင်မမစိန်နှင့်အကျွမ်းဝင်ဆုံးသောသူမှာမေဂျာစိုက်တိုဆိုသူဖြစ်၍၎င်းမှာတောင်သူနယ်တွင်စစ်တပ်များတွင်ဆရာဝန်အကြီးဆုံးဖြစ်လေသည်မစ္စတာစိုက်တိုမှာအမေရိကန်ယူနီဗာစီတီများမှာဆေးဒီဂရီများကို ယူလာသူတစ်ယောက်ဖြစ်လေသည် အင်္ဂလိပ်စကားကိုကောင်းစွာပြောတတ်ပြီးလျင်ရုပ်ရည်အဖြစ်လဲအတော်ပင်မွန်မွန်ရည်ရည်ရှိသူတစ်ယောက်ဖြစ်၏မေဂျာစိုက်တိုသည် အိမ်သို့မကြမကြာအလဲပတ်လာတတ်လျာ တာကြီးမောင်ကျော်မင်းသည်မိခင်ကြီး၏နေဖိုင်မုံကို အရှင်းမနှစ်သက်တော်လဲတားနှင်မိခင်ဖြစ်သည်ဖြင့်ရှေ့မှလမ်းပြပြောဆိုရန်မတင့်လျော်သည်တကြောင်းမိမိတို့အခြေအနေအလောက်ကိုင်းကို ထောက်ထားသည်ဖြင့်တကြောင်းတစုံတရာမပြောဆိုဘဲစိတ်စိတ်သားလျင်ရှိနေခဲ့၏မောင်လစိန်မာမူကားရှေ့သို့တစုံတရာကြည့်ရှုစဉ်ငင်းခြင်းမရှိဘဲဂျပန်စစ်ဗိုလ်များထံမှရရှိခဲ့သောအဝတ်အစားများစားသောက်ဖွဲ့ရများစီးကရက်များဖြင့်သာကျင်းနဲ့တင့်တိန်နေခဲ့သူတယောက်ဖြစ်လေသည် ဝင်းနောက်ကတော်ကြီးသည်မိမိအခြေအနေကိုသိသည့်လျောက်တထေးဥမြဘူးထံမှချေးယူထားသောငွေ2000ကိုပြန်၍မပေးဆက်ရလေအောင်မိမိ၏တာရင်မောင်လှစိန်ကိုဥမြဘူး၏သမီးလှလှနှင့်စိတ်ဆက်ကြောင်းလန့်လျက်ရှိလျာဥမြဘူးသည်ဝင်းနောက်ကတော်ကြီး၏အခြေအနေကို၎င်းမောင်လှစိန်၏သဘောကို၎င်းသိသည့်ဖြင့်လက်ခံခြင်းကိုလည်းမပြုညစ်ပယ်ခြင်းကိုလည်းတစုံတရာမပြုဘဲလှလှမှငဲပါသေးသည်ခု၍သာ ပြောဆိုထားခဲ့၏ ဤเจ้าများကိုတည်တော်လှလှသည်မိခင်ကြီးကတီတိုတီးခေါက်ကြည်သောအခါများ၌ဒလောက်တောင်လင်းမရှားပါဘူးမမေရဲ့လှစိန်တို့လိုဂျပန်စစ်ဘိုတွေနဲ့ပေါင်းပြီးစီးကရက်တောက်ရရင်ဂျေနဲ့နေတဲ့အကောင်မျိုးဘယ်နေရာသွားပြီးအတုံးချရအောင်မှလဲဟူ၍သာတောက်တောက်ခါခါပြန်၍ပြောတတ်လေသည်တနေ့တနိုင်မောင်ကျော်မင်းသည်တထေးဦးမြဘူးအိမ်သို့ငွေကြေးကိစ္စနှင့်ပတ်သက်၍ရောက်ရှိသွားရာကိစ္စပြီး၍ချန်ပီယံတို့ထွက်ခန်းဤတွင် လှလှသည်ပန်းခူးလျက်ရှိရမှအကိုကြီးဟုလှမ်း၍ခေါ်လိုက်သည်နှင့်ရဲ့၍နေရလေ၏လှလှမှာစကုံးနှစ်မြရှိပြီးဖြစ်၍ကိုလုံးကိုပေါက်ကောင်းသူတယောက်ဖြစ်လေရာမောင်ကျော်မင်းနှင့်ပခုံးကြီးရှင်၍ရက်လိုက်သောအခါလက်နှစ်သက်ခန့်မြသာမောင်ကျော်မင်းတန်နေ၏လှလှသည်တောင်ကူကွန်ဗင့်စ်ကျောင်းထွက်ဖြစ်ပြီးလျင်အင်္ဂလိပ်ကလေးများနှင့်နီးကပ်စွာပေါင်းသင်းနေထိုင်ကြရသည့်အတိုင်းယောက်ျားပြူတယောက်နှင့်ရှင်တွဲပြောဆိုရန်တစုံတရာဝင်လေခြင်းမရှိဘဲ မောင်ကျော်မင်းနဲ့စကားပြောဆိုလျက်ရှိလေ၏အကိုကြီးဘာလာလုတာလဲအရင်လတ်အတွက်အတိုးကလေးလာပေးတယ်လှလှရဲ့လှကလည်းတိတ်ပြီးထွာလာတာပဲနော်ဟုတ်ကဲ့လှလှနေတိုင်း exercise လုပ်တယ်ကောင်းပြီအကိုကြီးကဒါမျိုးမှသဘောကျတယ်ဒါတဲ့အကိုကြီးညီလှစင်ကို ပြောထားနော်အိုးဘာဖြစ်လို့လဲတနေ့ကအိမ်လာတော့ကလှလှကို ကြည့်လိုက်တာစိမ့်လို့တကယ်ခေါ်တော့ရှုံးတယ် ။အိုကွယ်လှလှကလည်းကြည်တာနဲ့ဘာဖြစ်သွားဦးမှလဲ။ပဲ့ပြီးပါတာလိုက်လို့။ဒါလောက်ကြည်တော့မခံနိုင်ဘူးအကိုကြီးရဲ့။လှလို့ကြည်တာပဲမဟုတ်လားလှလှရဲ့။အော်ဒါတဲ့မေတော်ကြီးကလှလှနဲ့စိစက်တောင်းဆိုနေပါလား။တော်ပါအကိုကြီးရဲ့။တို့စိစက်သဘောတူကောလှလှကယူမာတဲ့လား။မိဘစကားဆိုတာနားထောင်မှပေါ်လှလှရဲ့အောင်မေအကိုကြီးကတော့သူ့ဘက်ကပါနေပြန်ပြီလား ီလိုမိမရှာတေးသေးကွေးကွေးအကောင်ကလေးမျိုးဘာလို့ရအောင်မှလဲအကိုကြီးရဲ့လှလှနဲ့ရှင်အောင်တစ်ဖက်ရမ်းရှိတယ်။တနေ့ကအိမ်လာတာဝစ်လို့စားလို့ပါလား။တိုးဘက်တွေကလည်းဖုံးလို့နှုတ်ပေမဲ့မျက်နှာကဖြူဘက်ဖြူရော်နဲ့လှလှတော့အကိုကြီးတို့လိုထွားထွားကြိုင်ကြိုင်ခက်ခက်ညာညာမှသဘောကျတယ်။မောင်ကျော်မင်းဒီရုတ်တရက်မျက်နှာပူ၍သွားတော်လဲမျက်နှာမပြတ်စေရန်မနှဲသတိထားလိုက်ရ၏။ပြောလိုက်ပါအကိုကြီးရဲ့လှလှများမျောလင့်ပြီးစောင့်မနေနဲ့လို့ ဒါကလူကြီးတွေကြည်ပြီးစိတ်မှန်လိမ့်မပေါ်လှလာရဲ့အေးပါကွယ်အကိုကြီးလည်းကြည်ပြီးပြောလိုက်ပါဦးမယ်နေပါဦးအကိုကြီးကမိမမယူသေးဘူးလားအိုးကွယ်လှလာကလည်းကြံ့ကြံ့ပန်းပန်းစိတ်တောင်မကူးသေးပါဘူးဒါဖြင့်ရီးသားကမရှိဘူးလားဟဲ့လှလာဘာတွေရှောင်မေးနေရတာလဲဘဲကရီးသားရှိရမှာလဲလှလာဖြင့်မယုံပါဘူးအကိုကြီးရဲ့အကိုကြီးကတိတ်ကြည့်ကောင်းတာပဲအနည်းဆုံးရီးသားတော့ရှိမှာပေါ့ အကိုကြီးအသက်ဘယ်လောက်ရှိပြီလဲငါအသက်မြန်မေးလို့ဘာလို့အုံးမလို့လဲ24ရှိပြီဗျလှလှတဲ့9နှစ်တည်းကြီးတယ်နော်လှလှကဘယ်လောက်ရှိလို့လဲ16နှစ်ပြည့်ပြီးပြီဒါဖြင့်အပြူကြီးပေါ့အိုးအကိုကြီးကလည်း၎င်းတော်မောင်ကျော်မင်းလည်းအော်လှလှဟုတကိုယ်တည်းတီတူရေရွတ်ခါဥမြဘူးချန်ထဲမှာထွက်သွားလေ၏ တညတနိုင်9နာရီအချိန်လောက်တွင် မောင်ကျော်မင်းသည်လမ်းလျှောက်ရာမှပြန်လာခဲ့ရာအေကန်းရှိဂျိန်ပလက်ကလထိုင်းမော်တွင် ကောင်းစွာဖီလိန်ပြင်ဆင်လျက်ရှိသော ဝင်းနောက်ကတော်ကြီးကို တွေ့ရသည်နှင့် အခန်းဝသို့ရောက်ခံဤမှအေကန်းသို့ပြန်၍လာခဲ့ပြီးလျင်ကလထိုင်းတလုံးတွင်ဝင်၍ထိုင်ပြီးနောက်လှစိန်တယောက်ပြန်မလာသေးဘူးလားမိမိမလာသေးဘူးကွဘာလို့မလို့လဲမလုပ်ပါဘူးမိမိဒီကောင်ကအလေပတ် အိုးလူပြိုပဲကွယ်လေမှာပေါ့ငါသားကမင်းလောင်မှအတက်မကြီးသေးပဲအတက်ကြီးတာမကြီးတာကကိစ္စမရှိဘူးအခုတလောအလေပတ်ထူလုံးလို့ကျွန်တော်ကသတိပေးတာပါမင်းငါ့ကိုသတိပေးစရာမဟုတ်ပါဘူးကွယ်ငါသိပါတယ်အော်ဒါရက်မမေကိုတခုပြောရအောင်မေဒီဂျပန်စစ်ဗိုလ်တွေနဲ့ဟာတိတ်ပြီးရောမဝင်နဲ့နော်ဒီကောင်တွေကလူကြီးလူကောင်းတော့ဘာတော့တကယ်ရေးကြုံလိုက်ရင်နည်းနည်းမှအားကိုးရတဲ့ကောင်တွေမဟုတ်ဘူး မိန်းကလေးမိန်းမငယ်တွေပေါ်မှာလည်းဘတော့မှတက်စာရှိတဲ့အကောင်မျိုးတွေမဟုတ်ဘူး။အောင်မှာမင်းငါမြန်ငါကိုတတိပေးရသေးတယ်ရှိသေးကွယ်။အယောဝင်ကောဘာဖြစ်အောင်မှလဲကွယ်။မဖြစ်တော့မဖြစ်ဘူးပေါ့မိမိ။တို့ဝိမဲ့အိနီနာချင်း စကားမဆုံးမီ တော်ဟေးတော်အခုမင်းတို့ဘာနဲ့ထမင်းစားနေရတယ်ဆိုတာသိလား။ဒါတော့အတိသားပေါ့မိမိရဲ့။ကျွန်တော်တို့ကသတို့နဲ့မกินသေးလို့ပေါ့။กินအောင်များနေနိုင်ရင်တော့ဒီကောင်တွေအိမ်ထဲဝင်လာရင်6000ထောင်ကြောက်လို့ရဲ့။အေး မင်းဒီဟာတွေကြက်ကြက်ပြောစစ်ဘော်တွေနဲ့ဒါကြောင့်မင်းမျက်နှာကြောမတည့်တာလှစိန်ကမင်းလိုမဟုတ်ဘူးအင်မတန်လိမ္မာတယ်။ဩဒါတဲ့မင်းကိုတခုသတိပေးရအောင်မေ။ဘာများပါလိမ့်ဗျာ။မင်းတနေ့ကဥမြဘူးအိမ်သွားပြီးငွေသွားဆက်တုံးကဘာလုပ်ခဲ့တယ်လဲ။အံ့အားသင့်လျက်ကျွန်တော်ဘာမှမလုပ်ရပါလားခမညာ။လှလှနဲ့ခြံဝမှာအကြာကြီးရစကားပြောနေတယ်ဆို။ဩဒါလား။ဟုတ်ပါတယ်။ ပြောတာပဲဘာပြုလို့လဲလတ်လာဟာမင်းကြီးလှစိန်နဲ့စေတထားတယ်ဆိုတာသိလားသိပါတယ်မိမိရဲ့အိမ်ကအเจ้าမဲမသိပဲနေပါမလားဒါဖြင့်မင်းကဘာပြုလို့ဝင်ပြီးလူပြိုလှဲ့ရတာလဲစကားပြောတာနဲ့လူပြိုလှဲ့တယ်ပြောရသလားမိမိရဲ့ကျွန်တော်ကတော့လှစိန်မြ мян ယူဖို့တိုက်တွန်းနေတယ်ဒီတော့ तू ကဘာပြောလဲသိပြီးမေတ္တာရှိဖို့မရပါဘူး၎င်းတော်မောင်ကျော်မင်းလည်းမိမိမေတ္တာထားသလား မိမိပေါ်တွင်စိတ်ထားမကောင်းသောဝင်းနောက်ကတော်ကြီးနှင့်ရှစ်သို့ဆက်လက်၍စကားမရှိလိုသဖြင့်မိမိခန်းရှိရာသို့လာခဲ့လေ၏။ရပောင်းတော်ကြသောအခါတနေ့တစ်နေ့မစ္စတာစိုက်တိုသည်ဝင်းနောက်ကတော်ကြီးနှင့်အိရှေကန်းတွင်စကားပြောလျက်ရှိလေ၏။မမစိမ်းမာခုနှစ်တန်းအောင်မြင်ခဲ့သူဖြစ်သောကြောင့်အင်္ဂလိပ်စကားလည်းပတ်စွာမပြောစေနိုင်ကမူထမင်းစားရေတောက်လောက်မြကိုကကောင်းစွာပြောနိုင်၏။မေဂျာစိုက်တိုသည်၎င်း၏ကလဲထိုင်ကို မမစိအနီးသူရခင်ကတဲ့နီးကပ်စွာရွှေ့ပြီးနောက်ဘယ်နဲ့လဲမင်းကတော်ကြီးကျုပ်ဒီလိုဒုက္ခပေးပြီးညတိုင်းလာတာဘလို့သဘောရတယ်လဲဒီလိုတယောက်နဲ့တယောက်ခင်နာကိုအင်မတန်ကျေးဇူးတင်ပါတယ်မိချာခင်နာတော့လည်းဟုတ်ပါတယ်ခင်လို့လည်းလာတာပဲဒါဖြင့်ဘာလို့သေးလဲမိချာရဲ့လူဆိုတာခင်နာကစပြီးချစ်လာတတ်တယ်ဒါဘာပြုတ်လဲကျုပ်လည်းပဲထုံးစံတိုင်း ခင်ရကစပြီးချစ်လာပြီ။အိုးမတော်တာပဲ။မိကြာကလည်းမမစိန်လည်းအရွယ်လွန်ပါပြီ။ဘာပြောတယ်မမစိန်။အသက်ကြီးပါပြီလို့ပြောတယ်။မဟုတ်ဘူးမဟုတ်ဘူး။မိမဆိုတာအသက်ကြီးမှပိုပြီးချစ်ဖို့ကောင်းတယ်။မလုပ်ပါနဲ့မိကြာရဲ့မဖြစ်နိုင်ပါဘူး။စစ်ဖို့ဆိုတာစစ်ကိစ္စပြီးရင်ဂျပန်ပြည်ပြန်သွားတော့မမစိန်ဘယ်နဲ့လုပ်မလဲ။အိုးဒီအတွက်စိတ်ချပါ ကျုပ်စစ်ထဲကထွက်ပြီးမမစိန်ကိုကုံတယ်လှုပ်နဲ့လှုပ်ကျွေးပါမယ်။တကယ်လားမိသားရဲ့။အိုးအဟုတ်ပြောတာပေါ့။ထိုနေ့၌မောင်ကျော်မင်းသည်အိမ်မော်တို့တက်လာသည်ဖြင့်မမစိန်သည်ကလထိုင်ကိုမိသားနှင့်ခဝေးဝေးသို့ရွှေ့လိုက်ပြီးလျင် စီးကရက်တလေးကိုမိညီဟန်ပြုတ်၍နေလေ၏။မိသားဆိုင်တို့သည်မောင်ကျော်မင်းအားခက်တီတီကြိရှုလျက်ရှိရာ။မောင်ကျော်မင်းကလည်းမျက်နာခက်တင်းတင်းပင်ပြန်၍ကြိရှုလေသည်။ ို့သောမိမိအိမ်သို့လဲပတ်လာသောဧည့်သည်ဖြစ်သည့်ဖြင့်တကြောင်အလုံးနှင့်ဆက်သွဲသောလူတစ်ယောက်ဖြစ်သည့်ဖြင့်တကြောင်မောင်ကျော်မင်းမှာမလွဲသာလွဲသာ good night ဟုဥကောင်းကိုအနှဲငယ်ညွှတ်ခါအယုသေးပြုတ်လိုက်ပြီးနောက်မိမိအခန်းရှိရာသို့လာခဲ့ပြီးလျင်အိယာဘော်သို့ပြစ်လဲလိုက်လေ၏မောင်ကျော်မင်းခန်းတွင်သို့ဝင်သွားသည့်နှင့်တပြိုင်နက်မေဂျာစိုက်တိုလဲကလထိုင်ကိုမမစိန်ဤသို့ဆွဲပြီးနောက်ဘဲနဲ့လဲမမစိန်ကျုပ်ပြောတာဘဲနဲ့သဘောရတယ်လေအိုး ဒီဟာရီနောက်မှပြောစမ်းပါမမစိန်လူကျင်တာတခုပေးစမ်းပါဘာလဲမမစိန်ကြုတ်ပေးနိုင်တဲ့အရာမှန်ရင်မမစိန်အတွက်ပေးဖို့အသင့်ပဲပြောစမ်းပါဘာများလူကျင်လို့လဲမမစိန်ကိုအစိတ်နည်းနည်းလောက်မပေးနိုင်ဘူးလားအိုးအစိတ်ဟုတ်လားဘာလို့ဖို့လဲမမစိန်အတုံးကြလို့ဗောမိကြရဲ့ဘယ်နေရာမှာတုံးပါလဲမမစိန်အတုံးချစရာ ရှိလို့ဗော့ မေဂျာကိုမမစိန်ကတခုတိုင်မင်းခြင်းနဲ့နော်မမစိန်မှာအကြောင်းရှိရင်မေဂျာလည်းကူညီရမှာပဲ။အိုးမကူညီပဲနေပါမလားမမစိန်ကျုပ်ချစ်တဲ့သူကိုကျုပ်ကူညီမှာပေါ့နေပါဦးဘသူ့ကိုအစိတ်ခတ်ခြင်းလို့လေ။အိုးဒီဟာတော့မေဂျာကိုအခုမပြောနိုင်သေးဘူးနောက်တော့သိမှာပေါ့။မမစိန်ကိုချစ်လို့သာပေးရမှာကျုပ်စီကရတယ်လို့ဘသူ့ကိုမှမပြောနဲ့နော်။မတော်တရော်မေဂျာရဲ့ဘယ်ပြောမလဲ။ မမစင်ကတာပြီးလုံရမှာဗော။ကောင်းပြီ။အစိတ်ကိုပေးရင်ကျုပ်ခုတင်ကပြောတဲ့ဂရိကိုပေးမလား။ပေးမယ်မေဂျာ။ဘယ်တော့လဲ။နက်ဖြန်ညအခုအချိန်လောက်ပဲလာတာဗော။အစိတ်သာဆက်ဆက်ယူခဲ့နော်။ယူခဲ့ပါမယ်။စိတ်ချပါ။တားရီအိတ်ကုံတဲ့အခါကျတော့မေဂျာလဲတဲကိုပြန်ညင်အောင်ဆောင်ပြီးနောက်ဖေးလှီကားကတက်ခဲ့တာဗော။မမစင်တကားဖွင့်ထားမယ်။ ကောင်းမီမမစိန်နတ်ဖြဲညကျုပ်ဆက်ဆက်လာခဲ့မယ်အစိတ်လဲယူခဲ့မယ်ဂရိတာတီပစီနော်တီပါစီမယ်မိချာစိတ်ချပါ၎င်းတော်မိချာဆိုင်တူလဲနတ်ဖြဲညအတွက်အခုကလေးကပင်ကြိုတင်ဝမ်းမြောက်ခါတွက်လက်သောခြေလမ်းများဖြင့်အိမ်ပေါ်မှဆင်းသွားလေ၏နောက်တနေ့ည၈နာရီကြောကြောလောက်တွင်မိချာဆိုင်တူသည်ဝင်းနောက်ကတော်အိမ်သို့ရောက်လာပြီးလျင်အဖြူမုတ်ကလေးများပါသောပလင်းကလေးတစ်လုံးကိုပေးအပ်လေ၏ ၎င်းတော်မိဂျာကအတုံးပြူရန်နီးလန်းများနှင့်တကွဤစိတ်မှာလူတစ်ယောက်၏အသက်ကို၃နာရီတွင်သေစေနိုင်ကြောင်းအလွန်ပြင်းထန်သောအစိတ်မျိုးဖြစ်တော်လဲအစိတ်တောက်မိသူသည်အပြင်းထန်အလူလဲခံရသောလက္ခဏာကိုတစုံတရာမပြဘဲအိပ်ပျော်၍သွားတဲ့သို့ဖြစ်ပြီးလျင်မူးမေ၍တေဆုံးသွားတဲ့ကြောင်းထို့ပြင်လဲတေသူမှာတေပြီးနောက်အစိတ်သိမ့်၍တေဆုံးသည့်လက္ခဏာကိုတစုံတရာမပြတဲ့ဘဲ ယောဂါရိုးရိုးဖြင့်တည်ဆုံးတဲ့ကဲ့သို့ရှိနေတဲ့အကြောင်းများဖြင့်ထိုဂျပန်အစိတ်တမျိုး၏အကြောင်းကိုပြောပြလေ၏၉နာရီခွဲလောက်၌အစီကံမာလီအေးစိန်သည်လက်ဖက်ရည်နှစ်ခွက်ကိုယူလာ၍စပွဲပေါ်၌ချလျာမစ္စတာဆိုင်တိုလည်းမမစိန်နှင့်တူလက်ဖက်ရည်တောက်ပြီးလျင်အခြားစကားများကိုခိတ္တမျှပြောပြီးနောက်ည၁၇နာရီတိတိဟု အင်္ဂလိပ်ဘာသာဖြင့်ပြောဆိုကာနောက်ဖေးဘက်မှအိမ်ပေါ်သို့တက်သောလှေကားဘက်သို့မျက်ရည်ပြပြီးနောက် အိမ်ပေါ်မှဆင်းသွားလိမ့်ဤတခဏမျှကြာလက်တော့မောင်လစိန်သည်လက်ပတ်ရမှပြန်လာပြီးလျင်ဧကန်းစပွဲသို့ရောက်သောအခါအိတ်ထဲမှ secret ဘူးများကိုထုတ်၍စပွဲပေါ်၌တင်ထားလိမ့်ဤဝင်းတော်ကတော်ကြီးသည်တားဖြစ်သူဤမျက်နှာကိုယူရစွာကြည့်လျက်ငါသားလေတိတ်လေတာပဲအလေပတ်ကိုစင်ငင်အုံးမပေါ်တားရဲ့အိုးမိမိကလည်းစစ်ဘိုးတွေဘာတွေစီကိုရှောက်ပြုတ်လဲရသေးတာဗောမိမိရဲ့ ဒါကြောင့်လဲဒီလိုရတာပေါ့ရော့မိမိတောက်ဖို့ secret ငါးဘူးယူလာတယ်အေးကွယ်နောက်တစ်ခါခက်စောစောပြန်ပါခစ်ကြီးလဲကောင်းသေးတာမဟုတ်ဘူးကျွန်တော်နားလဲပါတယ်ဗျာ၎င်းတော်မောင်လှစိန်လဲ secret တူကိုအပြင်ဘက်သို့လွှင့်ပြလိုက်ပြီးလျင် ခြေတံကိုခပြင်းပြင်းနင်း၍မိမိအခန်းရှိရာသို့လာခဲ့လေ၏မောင်လှစိန်ထွက်သွားပြီးနောက်ဝင်းနောက်ကြီးကတော်သည်အိမ်ကူမာကလေးအေးစိန်ကို ခေါ်လိုက်ပြီးလျင် မောင်ကျော်မင်းထံသို့လက်ဖက်ရည်မပို့မီမိမိထံသို့လက်ဖက်ရည်ခွက်ကိုယူလာရန် အမိန့်ပေးလျက်ရှိလေ၏အိမ်၌ထုံးစံမှာညအိယာဝင်ငန်းဤ၌အိမ်ကူအေးစိန်သည်လက်ဖက်ရည်တစ်ခွက်စီဖြော်၍အိမ်သားများအားတယောက်စီပေးရလေသည်မကြမီအေးစိန်သည်မောင်ကျော်မင်းအားပေးရန်လက်ဖက်ရည်ခွက်ကိုမင်းကတော်ကြီးထံယူလာခဲ့လေ၏လှစိန်ကိုရောလက်ဖက်ရည်ပို့ပြီးပြီလားမပို့ရသေးဘူးမမရဲ့ဒါဖြင့်သွားပို့ကြည့်ဦးလေ ဒီခွက်ကိုမမယူလာခဲ့မယ်။အေးစိန်ထွက်သွားသောအခါမမစိန်သည်မောင်ကျော်မင်းတို့လက်ဖက်ရည်ခွက်ထဲသို့အစိတ်ဆေးမုတ်အနေငယ်ခတ်လိုက်ပြီးလျင်အေးစိန်ထံအမိလိုက်သွားပြီးနောက်အခန်းပေါင်းဤတွင်အေးစိန်လက်သို့လက်ဖက်ရည်ခွက်ကိုလှမ်း၍ပေးခဲ့လေ၏။၎င်းနောက်ထိုလက်ဖက်ရည်ခွက်ကိုအေးစိန်ကန်၍မောင်ကျော်မင်းအခန်းထဲသို့ဝင်သွားပြီးလျင် ပြန်ထွက်လာသောအခါမှမိမိခန်းရှိရာသို့စိတ်ချလက်ချပြန်ခဲ့လေသည်။ ထို့နောက်မမစိန်သည်တကိုယ်လုံးတနခါပေါင်နာတို့ဖြင့်ချဲလဲမွန်မှန်ပြီးလျင်အဝိဇ္ဇာများကိုလည်းအပန်းလွာဆုံးသောအဝိဇ္ဇာများကိုရွေးချယ်ဝတ်ဆင်ကာနာယီကိုသာမကြမကြလှမ်း၍ကြည်လျက်ရှိ၏ဝင်းနောက်ကတော်ကြီးမှဤကဲ့သို့ရက်ဆက်စွာကြံစီပြီးနောက်တခါတရံမောင်ကျော်မင်းဘော်တွင်တနားစီများပေါ်၍လာပြီးလျင်အခန်းစီသို့ကူး၍လာမည်ဟုစိတ်ကူးမိ၏သို့သောတားများအိတ်သောအခန်းစီမှာ မြည်သည့်တန်ကိုအမျှမကြရသဖြင့်မကူးပြစ်ပဲနေခဲ့၏အကယ်၍လာခဲ့သည်ကမူတစုံတရာတတ်နိုင်တော့မည်မဟုတ်ချေနောက်ကြခဲ့ကြ၏နနက်၌လူများစိတ်ရနံကင်းရှင်းစေရန်မြည်တို့မြည်ပုံကြံဖန်ပြောဆိုရမည်အကြောင်းများကို၎င်းအတုပကိစ္စကိုမြည်တို့မြည်ပုံ စီစဉ်ရမည်အကြောင်းများကို၎င်းစိတ်ကူးကရုတ်တရက်အိပ်၍မပြောနိုင်သေးပဲရှိလေရာနနက်၄နာရီထိုးကန်ဤမှာမိခနဲ့ပျော်၍သွားလေ၏ ဆူညံသောတံများဖြင့်အိယာမှလန့်လို့လာရာထိုချိန်၌ကမိုးစင်စင်လင်းငယ်ကြပြီအေးစိန်သည်အခန်းထဲသို့အော်ဟစ်ပြေးဝင်လာပြီးလျင်အောက်မလီကိုကိုစိန်မရှိတော့ဘူးမေမေရဲ့အိယာပေါ်မှာတောင့်နေတာအကိုကြီးကတွေ့ရလို့ဟုစကားမဆုံးမီပင်ရှက်၍နေလေ၏ဟဲ့ဘယ်နဲ့တည်တည်ချာချာပြောစမ်းမအောင်ဟဲ့အေးစိန်ရဲ့ဟုတ်တယ်မမရဲ့ကိုကိုစိန်ကဒီကနေ့မနက်အကိုကြီးနဲ့အတူတူ စောစောလမ်းလျှောက်လိုက်ပြစီလို့ပြောတဲ့ဒီတော့အကိုကြီးလဲအိယာကထပြီးကိုကိုစိန်အိယာသွားနှိုးရောနှိုးမရတော့ဘူးအောင်မလီညကအကောင်းကြီးပါမမရဲ့နေ့အကိုကြီးကအခန်းထဲမှာအလောင်းကိုပွေထားတယ်ဟန့်လုတ်လျံညကလက်ဖက်ရည်တောက်တုံးကအကောင်းသားမဟုတ်လားအကောင်းပေါ်မမရဲ့နေမကောင်းတယ်လဲမပြောပါဘူးကိုကိုစိန်ကလက်ဖက်ရည်ခါခါမှတောက်တက်လို့အကိုကြီးခွက်နေတော့လက်ဖက်ရည်ခွက်ချင်းလဲပြီး ကျမပဲပေးလိုက်ရသေးတယ်မမရေဟိုက်အောင်မလီ တခါဖြင့်ကိုကျိုးနေပေါ်တာရဲ့အာသူဘာကိစ္စကို မောင်ကျော်မင်းကပင် ကြည့်ရှုစီမံရ၏ထိုအချိန်မှစ၍မေဂျာစိုက်တိုသည်အိမ်သို့မလာဘဲရှိနေခဲ့ရာအချိုးချောင်းလုံးစုံရိပ်မိခဲ့သောမောင်ကျော်မင်းလည်းမကြမီနေအိမ်မှပျောက်ွယ်၍သွားလေ၏မောင်ကျော်မင်းထွက်သွားပြီးနောက်15ရက်ခန့်မြာကြာလက်တော့တော်လန်ရေးကိစ္စသည် တနိုင်ငံလုံးပြန့်နှံ့လျက်ရှိလေရာ မေဂျာဆိုက်တိုသည်၎င်း၏တဲနီမြောင်းတစ်ခုထဲ၌ဓာတ်တံရဖြင့်သေဆုံးရရှိကြောင်းတွေ့ရလေသည်ယခုရေးသားဖော်ပြသောချိန်၌ဝင်းနောက်ကတော်မမစိန်သည်တထေးဥမြဘူးအားခြံကြီးနှင့်အိမ်ကိုအပီးပိုင်ရောက်ချပြီးနောက်၎င်းဆွေမျိုးများရှိရာတောရွာတစ်ခုသို့ပြောင်းရွှေ့နေထိုင်ခဲ့လေရာပျောက်ကြားတဲ့ဘူဒူဦးဖြင့်ရုတ်တရက်ထင်ပေါ်လာခဲ့သော မောင်ကျော်မင်းမှာမကြမီလှလှနှင့်လက်ထက်ထိမ့်မြတော်မြည်ကြောင်းတရင်ကောင်းကြားကြရလေသည်